ဒီနေ့ရဲ့ရှင်းလင်းတင်ဆက်မှုနဲ့ကြိုးဆိုပါရစေ။ဗျာဒိချင်းလဲမှာပါတဲ့အလွန်ရှုပ်ထွေးပြီးစိတ်ဝင်စားစရာကောင်းတဲ့ကဘာကုံကာလအဖြစ်ပြက်တွေကိုအတူတူဝလေလာကြည့်ကြမှာဖြစ်ပါတယ်။ဒီ Pure Fat Future ရဲ့အဓိကဖွဲ့စည်းပုံကကျက်သွန်းဤအခွင့်အခွာတွေလို့ပဲတစ်ခုနဲ့တစ်ခုထပ်ဆင့်တည်ရှိနေလာမှာတရားစီရင်ခြင်းအလွာတစ်ခုပြီးသွားရင်နောက်ထပ်ပိုပြီးပြင်းထန်တဲ့အလွာတစ်ခုစီကိုဥတည်သွားမှာဖြစ်ပါတယ်။ကဲ၊အရာအလုံးကတစ်စိတ်ခုနှစ်ခုကိုဖွင့်လက်တာနဲ့အဆက်ပြပါရစေ။ ဖွင့်လိုက်တဲ့တစိတ်တစ်ခုစီကဒီကဘာမြေပေါ်ကိုမတူညီရဲ့တရားစီရင်ချက်တစ်ခုစီတက်ရောက်စင်ပါပါပထမတစိတ်ကိုဖွင့်လိုက်တဲ့အခါမြင်းဖြူရှင်လေးတမတူထပ်ပေါ်လာပါတယ်ဒါကဘာကို ကိုစားပြုတ်တယ်လဲဆိုတော့ကဘာတဝန်လုံးကိုအရှင်းအဟုန်နဲ့ပြန့်နှံ့သွားမဲ့ကြီးမားတဲ့လက်ဖြားမှုတစ်ခုပါပဲဒုတိယတန်စိတ်ကတော့မြင်းနီကိုထွက်ပေါ်လာစီပါတယ်သူ့ကိုကဘာမြေပေါ်ကငင်းချမ်းကြီးကိုယူသိမ်းဖို့ဓာကြီးတလက်ပေးချတယ် ဆိုလိုတာကတော့ဒါဟာအလွန်ကြီးမားတဲ့စစ်ပွဲကြီးရဲ့နိမိတ်လက္ခဏာပါပဲစစ်ပွဲကြီးပြီးတဲ့အခါပါလာမလဲအငတ်ပေးပေါ်တတိယတန်စိတ်ကမိနဲ့ထွက်ပေါ်လာပြီးကြောက်မဲ့ပွဲအငတ်ပေးကိုတည်ဆောင်လာပါတယ်ဒါကမှစိတ်ဝင်စားစရာကောင်းတာကစန်းစာရတန်လင်းစီနဲ့စက်ဖြည့်ရေကိုတော့မထိခွက်စေဘူးလို့ဆိုထားတယ်ဒါကကပေးကြားထဲမှာဂျန်ရစ်ခဲမဲ့တစွန်တရားကိုညွှန်းဆိုနေတာဖြစ်နိုင်ပါတယ်အဲ့ဒီနောက်စတုထတန်စိတ်ကရင်မင်းပြကိုထွက်ပေါ်စေပါတယ် သူ့ကိုစီးနင်းသူကတော့တေချင်းတရားဖြစ်ပြီးကဘာမင်းရဲ့လေပုံတပုံကိုတားပြီးအငတ်ပြီးကဲ့ရော့ကပြီးနဲ့တားရဲပြီးဒီနဲ့တက်ဖြတ်ဖို့ခွင့်နာရရှိထားပါတယ်။နောက်တစ်စိမ့်နှစ်ခုမှာတော့အချင်းဒီတွေကလူလောကပြိပက္ခအစဉ်ကိုကြော်လွန်ပြီးဝိညာဉ်အရာပုံနဲ့စัจ java လာဆင့်ထီပြင်းထန်လာပါတယ်။ဒါတွေကယုံကြည်သူတွေဆုလိုက်အပြုံလိုက်အသက်ခံရခြင်းနဲ့မကြုံစားဘူးတဘာဝပြီးအန္တရာယ်တွေကိုဖော်ပြနေတာပါ။ဒါပေမဲ့ခုနှစ်ခုမြောက်တန်းစိတ်ကတော့ထူးဆန်းပါတယ်။နောက်ဆုံးတရားစီရင်ခြင်းတန်းကြမလာပါဘူး။ အဲ့ဒီအစကောင်းကင်မှာတိတ်ဆိတ်သွားတယ်ဒီတိတ်ဆိတ်ခြင်းဟာအဆုံးတတ်မဟုတ်ပဲနောက်လာမယ့်အရာတွေကိုဖွင့်ထုတ်မဲ့တောချက်တစ်ခုလိုဖြစ်နေပါတယ်အဲ့ဒီတောချက်ကဘာကိုဖွင့်လိုက်တယ်လဲဆိုတော့ဒါပါပဲခုနှစ်ခုမြောက်တန်စစ်ကိုဖွင့်လိုက်တဲ့အခါကောင်းကင်တမန်ခုနှစ်ပါပေါ်လာပြီးသူတို့ကိုတန်ဖိုးခုနှစ်ခုပေးရလိုက်တယ်ဒီနေရာမှာပဲအဆင့်ဆင့်ထိုင်နေတဲ့ဖွဲ့စည်းပုံကပိုးပြီးရှင်းလင်းလာပါတယ်တန်စစ်ကတံပိုးတွေကိုလမ်းဖွင့်ပေးလိုက်တာပါကြက်ခု တဘိုးခုနှစ်ခုရဲ့ဘေးရန်အကြောင်းဆက်ကြည့်ကြအောင်တဘိုးတစ်ချိန်မှွန်တိုင်းပြင့်မထားတဲ့ကပ်ဘေးတစ်ခုချားရောက်လာမှာဖြစ်ပါတယ်ပရမတဘိုးလေးခုမှာရှင်းလင်းတဲ့ပုံစံတစ်ခုရှိပါတယ်အဲ့ဒါကသုံးပုံတဘုံပျက်စီးခြင်းပါပဲတစ်ပင်ပင်လဲရေချိုနဲ့ကောင်းကင်လိုတဘာဝရဲ့အဓိကအပိုင်းဆိုင်တွေရဲ့သုံးပုံတဘုံစီကိုဖြစ်စီပြီးကြီးမားတဲ့အစားအစာနဲ့ရေ ပြက်လက်မှုတွေကိုဖြစ်စေမှာပါဒါပေမဲ့အဲ့ဒါကအစပဲရှိသေးတယ် နောက်ဆုံးတမိုးသုံးခုမှာတော့ပြင်းထန်မှုကအစပေါင်းများစွာတိုးလာပြီးသူတို့ကိုအမင်္ဂလာသုံးပါးဆိုပြီးနာမည်တွင်ခဲ့တည်ပါပဲပထမအမင်္ဂလာကညင်းဆက်ရင်တက်တက်ဖြစ်ပေမဲ့စတမအမြောက်တမိုးကနေလာတဲ့ဒုတိယအမင်္ဂလာမှာတော့ကပ္ပရလူဦးရေရဲ့နောက်ထပ်ထုံးပုံတပုံတည်ဆုံးရအောင်မှာဖြစ်ပါတယ်ဒီစတမမြောက်တမှုကာလအတွင်းမှာပဲကြီးစွာသောဒုက္ခကာလရဲ့လူတိများဆုံးဖြစ်ရသည့်ပေါ်ဖောက်လာမှာဖြစ်ပါတယ်ဒီနေရာမှာမှတ်သားထားရမယ့်အဓိကအချက်တစ်ခုရှိပါတယ် Prophet Future မှာပါတဲ့ ရက်ပေါင်း1260 42လနဲ့တကာလနှစ်ကာလနဲ့ကာလတဝက်ဆိုတဲ့အတုံးတုံးတွေအားလုံးဟာတကယ်တော့ကြီးစွာသောဒုက္ခကာလရဲ့၃နှစ်ခွဲအချိန်ကာလတစ်ခုတည်းကိုပဲရည်ညွှန်းနေတာဖြစ်ပါတယ်။ဒီကာလကိုတာယဲလိုလူတီများတဲ့ပိုးကိုတို့ရဲ့အုပ်စုမှုကထက်မှတ်ထားပြီးတူဟာကဘာတော်ဝန်လုံးကိုလာပေါင်း၄၂လကြာအုပ်စုမဲ့အာနာကိုရရှိထားမှဖြစ်ပါတယ်။ တရမမြောက်တန်စီလိုပဲတရမမြောက်တမိုးကလည်းအစီရင်တစ်ခုရဲ့အဆုံးတတ်တ်မဟုတ်ပဲနောက်ဆုံးအပြင်းထန်ဆုံးနဲ့အဖြစ်ဆွားအားအကြီးဆုံးတရားအစီရင်ခြင်းအဆုံးကိုထွက်ပေါ်လာစေမှကဲနောက်ဆုံးအဆင့်ကိုရောလာပါပြီဒါတွေကတော့အမြင့်တော်နဲ့ပြည့်နေတဲ့ဖလားခွန့်ခွက်ဖြစ်ပြီးကဘာမြေပေါ်ကိုနောက်ဆုံးနဲ့အပြင်းထန်ဆုံးဖြစ်သွင်းလုံးမှဖြစ်ပါတယ် တဘူးတရားစီရင်ခြင်းတွေနဲ့မတူတဲ့အချက်ကတော့ဒီဖလားတရားစီရင်ခြင်းတွေဟာတစိုက်တစ်ပိုင်းကိုပဲတက်ရောက်တာမျိုးမဟုတ်တော့ပဲဖိမှတ်ထားတဲ့စစ်တမ်းတစ်ခုလုံးကိုအလုံးစုံဖျက်ဆီးပြီးမှဖြစ်ပါတယ်။ဒီဖျက်ဆီးမှုတွေအားလုံးကို တွေ့ပြီးတဲ့နောက်မှာတော့အတိကမင်းခွန်ကဒါတွေအားလုံးရဲ့နောက်ွယ်ကတကယ်ရည်ရချက်ကပါလဲ။ကျန်းစာကထထလေလေဖြစ်ပေါ်နေတဲ့ပုံစံတစ်ခုကိုညွှန်ပြနေပါတယ်။ဒါတော့ဒီ Prophet Future ရဲ့အထွတ်အထိပ်ပါပဲ။ Let's see မူချင်းတန်းနဲ့ငလျင်လိုဖြစ်ရတဲ့အားလုံးက ပလင်တော်ကနေထပေါ်လာတာဖြစ်ပြီးနောက်ဆုံးတရားစီရင်ခြင်းဟာတဖြည်းဖြည်းနီးကပ်လာပြီဆိုတဲ့အချက်ပြမှုပါပဲ။ဒါကြောင့်ကျမ်းစာရဲ့ကောက်ချက်ကတော့ဒီဖြစ်ရတဲ့အားလုံးဟာဖြစ်စည်းခြင်းတတ်တတ်မဟုတ်ပဲဆက်ကြွာလာတစ်ခုလုံးကိုစင်ကြယ်စေတဲ့ဖြစ်စဉ်တနည်းအားဖြင့်နောက်ဆုံးနဲ့အပြည့်ပြည့်စုံဆုံးအဖြစ်ဖြစ်ခြင်းဖြစ်ပါတယ်။ ဒါတော့နောက်ဆုံးအနေနဲ့စဉ်းစားစရာမိကွန်းတစ်ခုချန်ထားခဲ့ပါဗါတယ်။တရားစီရင်ခြင်းရဲ့မိတောက်ကငင်းတွားပြီးအရာအလုံးစင်ကြယ်သွားပေးတဲ့နောက်မှာကြီးတို့ကြီးကျယ်ခန္ဓာရဲ့စင်ကြယ်စေခြင်းရဲ့အဆုံးဆုံးပန်းတိုင်ကတကယ်တော့ဘာဖြစ်နိုင်မလဲ။